မောင်စာတို့သွားရလဲအခုလိုအောင်မြင်ခြင်းလို့ဘယ်လန်းကိုသွားရမလဲလို့တော့မမေးနဲ့ကျွန်တော်လည်းမအောင်မြင်ဘူးတော့မသိဘူးဗျဒါပေမဲ့ every step leave a footprint no matter how small ဆိုတလိုပဲခြေလန်းတိုင်းမှာခြေရာကြံလေးရှိတယ်အောင်မြင်ခဲ့တဲ့ပေါ့စာတွေအောင်မြင်နေစေပေါ့စာတွေကဘယ်ခြေလန်းတွေကိုကြော်ဖြတ်ခဲ့ရလဲဆိုတာကိုတော့ကျွန်တော် knowledge sharing လေးလုပ်ပေးပါမယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ ်ဘောင်စင်ကိုမှ professional level အဆင့်လောက်ထိသွားကျင်တဲ့ fighter တွေများသောအားဖြင့်ကြော်ဖြတ်ရမယ်အပိုင်းတွေကိုပြောပြမှာပါ brother ရေချွင်းနဲ့ shadow ဘောင်စင်ထိုးကြည့်ဘူးလား fighter ကြီးတွေစီက motivation ရမယ်ပုံတွေကိုစိတ်ထားဘူးလားတိတ်ထိုးပြီးလို့နားတဲ့အချိန်ပေါ့နော်ကိုကိုတကယ်ကောင်းတဲ့ fighter တယောက်လိုမျိုးခံစားဘူးလားတကယ်တော့ဒီဘောင်စင်အားကစားကမင်းရဲ့အိမ်မက်တွေကိုတိတ်ပြီးတော့စူးမဆိုင်ဘူးအရှုံးနေနဲ့တောက်လျှောက်မေးဆက်ပေးရင်နဲ့ ထောင်နေတဲ့ motivation ကိုခဏခဏရိုက်ချိုးပြစ်နိုင်တယ်လို့မွေးရပါသွားတယ်လေရိုက်ချိုးပြစ်နိုင်ပါတယ်လက်ဝေးတို့ MMA တို့လိုမျိုးပေါ့စောကြီး body ရသွားရင်အဆုံးတက်သွားမဲ့ခီးမဟုတ်တလို့ဘသူမှကြည့်မနေတဲ့အချိန်မှာတော့မှတယောက်တည်းဆက်ပြီးတော့ရှောက်လန်းနေရမယ်ရေရှည်ဒိုးနေရမယ်ခီးရှိပါမယုံရင် AI မှာ loneliness spot in the wall ဆိုပြီးတော့ရိုက်မေးကြည့်ပါကဲအဆင့်၅ဆင့်ကိုကျွန်တော်တို့စပြောရအောင်နံပါတ်1လက်တီထိုးနီးနံပါတ်2အမေချာ5အပျော်တမ်းပွဲတက်တက်လေးတွေ နံပါတ်3 Pro အဆင့်ဝင်ရောက်ခြင်းနံပါတ်4တိုက်တဲ့ပွဲများရှာဖွေခြင်းနံပါတ်5အိမ်မက်တွေတကယ်ဖြစ်လာခြင်းနံပါတ်1လက်သီးထိုးနည်း Pro ဘောင်းဆာအကြောင်းဆိုပေမဲ့စာလုံးရေးစာအဆင့်ကနေနောက်ဆုံးဆရာကြီးအဆင့်အထိရောက်သွားတဲ့ process ကိုအတူတူပြောပြမှာမဟုတ်လို့လက်သီးထိုးရကနေပြီးတော့စပါမယ်။ဘောင်းဆင်ကအမှုပညာပါ။ကခုံချင်းတစ်မျိုးပါ။လှပတဲ့သိပ္ပံပညာရက်တစ်ခုပါ။ချွေးတန်တွှဲရွှဲနဲ့ကိုကိုကိုနှိမ့်ဆက်ရမယ့်အားကစားတစ်ခုပါ။အရက်ဆိုင်မှာရန်ဖြစ်တယ်လို့ပုံစံမကျတဲ့ လက်သီးတွေရေကူးလက်သီးတွေနဲ့တော့ပရိုအဆင့်ထိလုံးဝသွားလို့မရဘူးပရိုပေါက်ဆာအများစုကခလေးဘွားကတဲ့ကနေပြီးတော့တစ်တစ်ချာချာပုံသွင်းခဲ့ကြတာများပါတယ်အသက်၈နှစ်နဲ့၁၄နှစ်ကြားကနေပြီးတော့ဒီလောကကိုစပြီးတော့ဝင်နေကြပြီလက်သီးထိုးစပြီးတော့လေ့ကျင့်နေကြပြီဖာဇလီလုံးမချမ်းကိုဆိုရင်လင်းနီတာအရွယ်တဲကစပြီးတော့ train ခဲ့တာပါအရွယ်ရောက်မှ fighting လောကတွေကိုဝင်တဲ့သူတွေလည်းရှိတယ်။မာတီနက်ဆိုရင်လည်းအသက်20မှဘောင်စင်စပြီးတော့ထိုးတယ်။ World Champion အထိဖြစ်လာပါတယ်။ အရင်ဆုံးဘောက်ဆင်ဂျင်တစ်ခုမှာ join ကို join ရမယ်။ပတ်စံမရှိတဲ့ fighter တွေ၊ personal trainer မှငားနိုင်ခဲ့တဲ့ fighter တွေမှတပုံကြီးပါ။ beginner ဘဝပရမအပတ်မှာ Jack Frost တောင်မှမှန်အောင်ထိုးတတ်အောင်မှမဟုတ်သေးဘူး။ကြိုးခေါ်ရမယ်။ပုံစံမမှန်တဲ့ shadow ဘောင်စင်တွေရှောက်ပြီးတော့ထိုးမယ်။မိုဟာမက်အလီလို forward တွေကစားကြည့်မယ်။တဲအိတ်ကိုတလွဲထိုးပြီးလို့လက်ကောက်ဝတ်တွေလက်သီးတွေနာမယ်။ပထမဆုံး sparring ဆွဲပြီးရင် ကိုထင်တလောက်မလွယ်ဘူးပိုပြီး train ဖို့လုံမယ်ဆိုတာသိလာလိမ့်မယ်ကိုကြည့်ဘူးထားတဲ့အလို့ရနေတဲ့ defense ပုံစံတွေကလည်းလက်တွေ့မှာတကယ်နဲ့တုံးလို့မရအောင်ဆိုတာလည်းသိလာလိမ့်မယ်ဒါတွေကပုံမှန်ဖြစ်နေကြအရာတွေပါပဲကိုကိုကိုမြင်လာရင်ကောင်းတဲ့အရာတခုပါ အပြင်မကြည့်ဖို့နဲ့ training အချောင်မခိုဖို့သူများတွေအထင်ကြီးဖို့ for show အတွက်စ조사နေတာမဟုတ်ဘဲနဲ့တကယ်တိုက်ပွဲအတွက် train ရမယ်ဆိုတဲ့အသိဝင်လာတဲ့အချိန်ရောက်လာပြီဆိုရင်တကယ်ကို log in ရမယ် mindset ဝင်လာပါပြီ။ လူတိုင်းကတော့ TikTok edit တွေတဲကလိုမျိုးတစ်ဖက်ပြိုင်ဘက်ကိုတစ်ချက်တည်းနဲ့တုံငနေကြသွားအောင်ထိုးလိုက်ရတဲ့ feeling မျိုးလိုချင်မိမှာပဲဒါပေမဲ့အဲ့လိုမျိုးထိုးနိုင်ဖို့ဆိုရင် fighter တွေအနေနဲ့နှစ်တွေအများကြီးလက်သီးပေါင်းထောင်နဲ့တောင်းနဲ့သိမ့်နဲ့ချီပြီးတော့ရင်ထားရတာပါအဲ့လိုမျိုး level လေးတစ်ချက်ဝိုင်းလိုက်တာတစ်ဖက်ကတတိကျကျထိန်းထားတဲ့ fighter ကြီးမှောက်သွားဖို့ဆိုရင်ပြင်းစရာ combo တွေကိုနေ့တိုင်းထိုးရမယ် forward တွေ hand movement တွေ jab တွေကို muscle memory ဖြစ်နေအောင် train ရပါတယ်သူများကိုထိုးဖို့ကိုကိုယ်တိုင်လည်းအများကြီးအထိုးခံထားရပါတယ် โอเคဒီဆင့်ကိုကြော်ပြီးပြီဆိုရင်နောက်တစ်ဆင့်ကိုထပ်ပြီးတော့သွားမယ်နံပါတ်1 amateur fight ကိုကလက်ဒီလဲမှန်လာပြီ sparring ပါလဲဝါလာပြီဆိုရင်လက်ကောက်ဝင်လဲ beginner ဘဝကလိုမျိုးမနာတတ်တော့ဘူးဆိုရင်အန်ကက်ကြားထဲမှာပြုံးလာနိုင်ပြီအန်ကက်ဝင်နေရင်အသက်ရှူနိုင်ပြီဆိုရင်ကိုရဲ့ဂျင်မာတွေစွာမနေတင်းတော့ပဲ ਨੇ amateur လောကတွေကိုစပြီးတော့ဝင်ရောက်လို့ရပါပြီတကယ်မီးရောင်နေအောင်တကယ်ကြိုးစင်ပေါ်တကယ်လက်သီးတွေနဲ့စပြီးတော့ထိတွေ့လာရပြီ ဆောင်းမွေးပွဲကအခုမှစတာဆယ်အောင်စားလက်ရဲ့ဟက်ကီယာရဲ့ဝစ်ပြီးတော့3 round ထိုးရမယ်ဝါကောက်မျိုးစစ်တွေဘာတွေမပါဘဲနဲ့တူလိုလိုကိုလိုလိုဖိုက်တာပေါက်စားတွေနဲ့အလုံးရှုပ်နေတဲ့အားကစားယုံကြည်တဲ့ကိုရင်ခုန်စွာနဲ့စတင်ပြီးတော့ခြေလန်းလာပါပြီဒီမှာလာထိုးဖို့ဘယ်သူမှတော့မဖိတ်ခေါ်ဘူးကိုကပဲစီးရင်ပေးပြီးတော့ဒီမှာထိုးခွင့်ရဖို့အရေးကိုစ조사ရရပါတယ် အမေရှာကျွန်ဝိုင်းနဲ့ရောက်ပြီဆိုတာနဲ့စပါရင်တွေကတကယ်ပြိုင်ပွဲမှာထိုးရတာနဲ့မတူတော့ဘူးဆိုတာသိလာပါလိမ့်မယ်။လူတွေကအများကြီးကကိုထိုးတာကိုကြည့်နေမယ်၊နှလုံးတွေခုန်နေမယ်။တစ်ဖက်ကစားသမားကလည်းသူ့ record ကောင်းဖို့အရေးကိုကိုလိုပဲစားလောင်နေတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်။ဒီနေရာမှာကိုကဘလိုဖိုက်တာလဲဆိုတာကိုအပြေရှာလို့ရပြီ။ကိုကကောင်းတာကောင်းတဲ့ကစားသမားလား။နောက်ဆုံးပဲနဲ့ PR ပေးပြီးတော့ light တက်တဲ့ striker လား။လက်သီးတစ်လုံးထိဖို့ပဲလိုတဲ့ပဝါသမားလား။ speed လား forward လား jeff dealer စသဖြင့် ပြိုင်ပတ်ဘောင်းဆောင်ကိုဟန်တယ်စားလုံးနိုင်တဲ့အဆင့်ကိုကိုကိုစာမွေးပွဲစပြီးတော့စစ်ရပြီအဲ့ဒါတွေလည်းတည်လာနိုင်တယ်ပရိုဘောင်းဆာတော်တော်များများကအမေချာပွဲတွေ10ပွဲနဲ့ပွဲနဲ့10ဝင်းကျင်ထိုးဘူးတဲ့လူတွေပါအမေချာပွဲ100ကျော်တိထိုးဘူးတဲ့ပရိုဘောင်းဆာတွေလည်းရှိပါတယ်ဒါကနိုင်ပွဲဆိုတာတည်းအတွေ့အကြုံယူတဲ့ကာလတွေပါ5 time ဘောင်းဆောင်ပြိုင်ပတ်ဘောင်းဆောင်ကလပ်ဘောင်းဆောင်က fighter တွေနဲ့ပညာဖလှယ်ရပါတယ်ပြီးရင်တရဝင်းသက်ဆိုင်ရာ nebel ကပေါင်းစင်ဖွဲ့စည်းမှာ register လောက်ရပါမယ် ဘောက်စာမှတ်ပုံတွေပေါ့စစ်စစ်တိုင်းလဲအောင်ရမယ်တခါတလေပွဲရဖို့တခြားမျိုးနယ်တွေကိုပတ်ပြီးသွားရတာမျိုးတွေရှိမယ်ဒါပေမဲ့ဒီပွဲတွေကအမေချာ record အနေနဲ့လဲထက်တွက်တယ်ကိုးနံမဲကိုလဲပို့ပြီးတော့တိဆောက်မိနေသလိုပဲညီပြရဲ့ယုံကြည်မှုရလေလေပို့ပြီးတော့ခီးပေါက်လေးလေးပါပဲပိုကောင်းတဲ့ sparring partner တွေတဖြည်းဖြည်းနဲ့ပို့ပြီးတော့တိုးလာလိမ့်မယ်တခြားကစားဘော့တွေစီကနေလဲလေးစားမှုတွေရလာမယ်ဒီမှာအစစ်နဲ့ pass ပြီလို့ပြောလို့ရတယ်အစင်တော့အမေချာပွဲတွေမှာ record ကောင်းလာပြီဆိုရင် ပရိုကစားသမားဘဝကိုဆက်လက်ပြီးတော့ကူးလာလို့ရပါပြီ။ဟက်ကီယာမပါတော့ဘူး။တကယ့်ငကြမ်းကြီးတွေနဲ့ပဲတွေ့ရပြီ။ပို့ပြီးတော့နာဖို့ပြင်ထားရတော့မယ်။တတ်မလား၊သေမလားဆိုတဲ့ဘဝတခုစတင်ပြီ။ professional ပေါင်းစင် license တခုလုပ်ရပါမယ်။ဒေါ်လာ90နဲ့150ကြားပဲရှိတယ်။တရားဝင်ထိုးခံရဖို့မျက်စိစေးကမယ်။အုံနောက်စကန်ဖက်ကမယ်။သွေးစစ်ရမယ်။ပြီးရင်ပွဲအတွက် license အကူလူ corner man တွေအတွက်လည်းတင်းတစ်ခုလိုလာပြီ ဒီလူတွေက YouTuber တွေ TikTok တွေမဟုတ်တော့ပါဘူး။ဒီတိုက်ခိုက်ရင်မှာအတွေ့အကြုံတကယ်ရှိပြီးတော့စက္ကန့်30အတွင်းကိုကိုစိတ်ငြိမ်စေပြီးတော့တွေးတိတ်ချွေးတိတ်စေးတိတ်လှုပ်ပေးနိုင်မဲ့လူတွေပါ။ပြန်မန်နေဂျာလိုအပ်လာပြီအနောက်တိုင်းဝစ်စုံနဲ့ဗလာတောင်းဆရာမလိုဘူးဒီနယ်ပယ်မှာကျင်လည်နေပြီးတော့ပါရည်နဲ့ရည်ရှိရလူကိုရွေးဖို့လိုပြီးပွဲရဖို့ဖန်ရမယ်ပရိုမိုတာတွေစပွန်ဆာတွေနဲ့စကားပြောနိုင်ရပါမယ်အကွက်တွေကြိုပြီးမြင်နိုင်တဲ့လူဖြစ်ရပါမယ်ရမယ်ပတ်စံတွေထိုးချေးတွေကိုကောင်းကောင်းညှိနှိုင်းပေးနိုင်မယ်လူပေါ့ ကားတစီမှာကိုက engine ဆိုရင် manager နဲ့နီးပြကကားဘိန်းတွေပါဒီမှာတခုရှိတာကကိုကနာမည်မကြည့်သေးဘူးဆိုရင်ထိုးချင်းနဲ့လေ manager တွေကို complete တက်လို့မရပါဘူးဒီမှာတော့0 loss 3 win 50 80, 80, 80 80တဲ့ record တွေနဲ့သူတို့ကိုသူတို့ဘယ်ဟုတ်မကွဲဖို့ကာကွယ်နေတဲ့သူ့လိုကိုလိုအိမ်မက်တွေအပြည့်နဲ့ဘောက်စားတွေကြားမှာစပြီးတော့ရုံးခံရပြီကိုကရှုံးပွဲလည်းမရှိဘူးထိုးရိုက်တက်ရေလည်းကောင်းတယ်ဆိုရင် promoter တွေ organizer တွေနဲ့ပွဲစီစဉ်သူတွေကကိုကိုတတိထားမိလာပါလိမ့်မယ် ရှုံပွဲများနေရင်တော့ sorry ပါရတဲ့ထိုးကြီးကတပွဲကိုဒေါ်လာ900နဲ့2000ကျားကနေပြီးစပြီးရမယ် record ပိုင်းမှာကောင်းလာပြီဆိုရင် step 4ကိုရောက်ပါပြီအဆင့်လေးကတော့ chasing the tiger အခုမှ gain အစ်စ်ကစမှာပါဘောင်းစင်အကစားကနေပြီးတော့စီးပွားရေးစလုပ်မယ်ဆိုတဲ့အချိန်ရောက်ပါပြီ promoter တွေကကိုယ့်ရဲ့ lesson ကိုသိနေပြီကိုယ့်ရဲ့ skill ကိုပြတ်ရမယ်အချိန်လည်းရောက်ပြီ manager ကလည်းကိုယ့်ရဲ့ fighter ပုံရိပ်အတွက်ကော jaw အတွက်ကော တွေးသမျှ fighter တိုင်းကိုလက်ခံလို့မရတော့ဘူးတိတိကျကျ risk ကိုတွက်ချက်ပြီးတော့လက်ခံရတော့မယ်တိုက်တယ်ပွဲတွေရဲ့ round တိုင်းမှာတတိထားပြီးတော့စော့ရပြီကိုယ့်ရဲ့ ranking ကဒီမှာစပြီးတော့အကျုံးဝင်ပြီဥမာနိုင်ရင်ရှစ်တလန်းကိုရောက်မယ်ရှုံးရင်တော့နောက်ကို၅လန်းစော့ရမယ်အဲ့လိုမျိုးအယောစားကြီးလာပြီနောက်ပြီးတော့ဈေးကြီးတဲ့အသက်မွေးဝမ်းကြောင်းဖြစ်လာပြီ training ကန့်တွေပို့ပြီးတော့လိုလာမယ်အစားတောက်ပိုင်းပို့ပြီးတော့ကြိုးစားရမယ် sparring partner ကောင်းတွေစီလိုက်ပြီးတော့ထိုးရမယ် ဒီ level မှာတော့ထိုးချိတ်ကဒေါ်လာ3000ကနေပြီးတော့ဒေါ်လာ1000ဝန်းကျင်ထိပြန်ပြပေါက်နေတယ်။ကိုယ့်ရဲ့ပြိုင်ဘက်ကိုယ့်ရဲ့ social media follower ကိုယ့်ရဲ့ manager ရဲ့ညှိနှိုင်းမှုစကေးပေါ်မူတည်ပြီးတော့ထိုးချိတ်ဝင်ငွေ sponsor တွေကကြွားချမှုရှိမယ်။ပိုရနိုင်တယ်၊ရော့ရနိုင်တယ်။ဝင်ငွေတင်လားဆိုရင်တော့မဟုတ်ပြန်ဘူး။ထွက်ငွေကလည်းရှိသေးတယ်။ဝင်ငွေရဲ့30%လောက်ကတင်းအတွက်ကုန်ကြမ်းဆဲရှိမယ်။20%ကအခွန်တွေစောင့်ရမယ်။ cam အတွက်လည်းထပ်ပြီးတော့နည်းနည်းပြန်ပြီးတော့ရင်းရတာတွေရှိတယ်။ အရင်ဆုံးပွဲကြိုတွဲဆိုင်တက်တက်လေးတွေမှာပါမယ်ပြီးရင်ကိုမင်း event ထိတက်လာမယ် risk ကလည်းပို့ပို့ပြီးတော့များလာပြီဒီ level မှာ20 knockout 0 loss ဆိုတဲ့ပြိုင်ဘက်တွေနဲ့လည်းတွေ့ချင်းတွေ့ရမယ်ဘဲတီတာနဲ့ဟိုဘက်ကဂျမ်းဝင်လာပြီးတော့နှာခေါင်းယိုးချိုးသွားနိုင်တာမျိုးတွေရှိလာပြီကိုကလက်ဆောင်ထက်နေတယ်နာမည်ရနေတယ်ဆိုရင်ကိုကိုစိန်ခေါ်တဲ့လူတွေထိုးချင်တဲ့လူတွေအော်တိုများလာလိမ့်မယ်တိုက်တယ်ပွဲတွေထိုးရတဲ့အဆင့်ထိရောက်လာခဲ့ပြီအဆင့်ကအိမ်မက်တွေတကယ်ဖြစ်လာခြင်း professional bouncer ဘဝကဘောင်းစင်စထိုးခဲ့တာရဲ့ရည်ရွယ်ချက်ပဲကိုရဲ့ပုံက poster တွေမှာပါလာမယ်ကျွိုင်းနဲ့ဝင်တဲ့တချင်းကအစတန်မိုးအရန်ရှိလာပြီလူတွေကကိုကိုအော်ပြီးတော့အားပေးနေကြလိမ့်မယ်ဒါမှမဟုတ်ဆဲကျင်လည်းဆဲနေကြလိမ့်မယ်ဒါပေမဲ့သူတို့အကုန်လုံးကိုရဲ့နာမည်ကိုသိသွားပြီအရင်လုံးစင်သေးသေးလေးကွင်းသေးသေးလေးလူနည်းနည်းလေးရှိမှထိုးရတဲ့ဘဝမဟုတ်တော့ဘူးနာမည်ကြီးရုပ်တန် line တွေမှာလွှင့်မယ်ဝေါ်တိုက်တယ်လေဖြစ်ချင်းဖြစ်နေမယ်နိုင်ပြီးတော့ချန်ပီယံဖြစ်သွားပြီဆိုကြပါစို့ ကိုယ့်ရဲ့ကပတ်ကိုလုဖို့အမဲဖြတ်ဖို့စောင့်နေတဲ့စာလောင်နေတဲ့ fighter OG ကနေရာပေါင်းစုံနိုင်ငံပေါင်းစုံကနေပြီးတော့စိန်ခေါ်နေကြလိမ့်မယ်သူတို့လည်းကိုလိုဒီကပတ်ဒီကြော်ကြားမှုဒီဝင်ဝင်ကိုလိုချင်နေကြလိမ့်မယ်တပွဲတပွဲထိုးကြီးကမီလီယံနဲ့ချီနေလိမ့်မယ် paper view နဲ့ sponsor ship series တွေကနေလည်းထောက်လျှောက်ရနေလိမ့်မယ်အခုကကိုက1%တဲကလူတယောက်ဖြစ်လာခဲ့ပြီး ဒါပေမဲ့မစင်မချင်းသုံးမိလို့မီလီယံချီတဲ့ငွေတွေလည်းခဏလေးနဲ့ပျောက်သွားတဲ့ fighter တွေလည်းမြင်ဘူးတယ်ကြားဘူးတယ်ရှိခဲ့ဘူးတယ်ဒီပစံတွေကိုပိုကောင်းတဲ့နေရာမှာ invest တွေလုပ် manage လုပ်ကြတဲ့ fighter တွေလည်းရှိပါတယ် pro bouncer ဖြစ်လာရင် knock out လုံးပြယုံနဲ့မပြီးသေးဘူးသက်ဆိုးရှိဖို့ကလည်းလိုပါသေးတယ်တချို့ဆိုရင်အခု champion ဖြစ်ပြီးအခုချက်ချင်းပျောက်သွားတဲ့ fighter တွေအများကြီးပါဒီအိမ်မက်ကကပတ်တစ်ခုရှိတာထက်ပိုပြီးတော့အတိတ်ပဲတွေပိုရှိပါတယ် ကျမ်းမအောင်နေသွားရမယ်မကြိုးမကန့်နဲ့အနားယူသွားဖို့လိုတယ်အနားယူပြီးသွားရင်လည်းကိုမွေးထုတ်ခဲ့တဲ့ fighter တွေနဲ့အတူတူကျွိုင်းတဲ့ကိုပြန်လိုက်သွားပြီးတော့နီးပြပွားကိုထပ်ပြီးရွေးတာမျိုးတွေလည်းရှိပါတယ်ကိုက pro bouncer ဖြစ်ဖို့မွေးဖွားလာတယ်ဆိုရင်ပေါ့နော်ဒီလိုမျိုး process ကိုတထိုင်နဲ့ရှင်းပြလို့သာလွယ်တယ်လို့ထင်နေကြတာဒီခီးမှာပြတ်ပြီးတော့ကြံခဲ့တဲ့လူတွေကအများကြီးမှာအများကြီးပါကျွန်တော်ခုနကပြောတဲ့99%ဒီခီးမှာပြတ်ကြံခဲ့တဲ့လူပါ ဘောင်စင်ထိုးတဲ့ကြိုးဝိုင်းထဲမှာချန်ပီယံမဖြစ်နိုင်ပေမဲ့လမ်းပြောင်းနေတဲ့အမောင်ကျနေတဲ့လူငယ်တွေအများကြီးရဲ့ဘဝကိုဘောင်စင်ကကယ်တင်နိုင်ခဲ့ပါတယ်မြန်မာဘောင်စာတွေအတွက်ကတော့ဒီလမ်းကြောင်းကမပေါက်သေးပေမဲ့ knowledge sharing အနေနဲ့တင်ပေးတာဖြစ်ပါတယ်ချိန်ကန်လက်သီး6မျိုးလောက်နဲ့မိနစ်ပိုင်းစာလေးရုံးကန်ရဖို့အတွက်ကိုအချိန်ကိုနှစ်နဲ့ချီပြီးတော့နေ့တိုင်းအချိန်ကို ထောင်နဲ့တောင်းနဲ့ချီပြီးတော့လေ့ကျင့်ရပါတယ် Google တို့ AI တို့မှာ The Loneliness Spark in the wall ဆိုပြီးတော့ရရှာကြည့်ပါဘောင်စင်ကထိတ်ဆုံးဝနေပြီးတော့ကြာလာပါလိမ့်မယ်ဒါကတော့အပြင်ကဘာကြီးကလုံးနေပေမဲ့မင်းရဲ့ဘဝကတော့၄တောင်ကျိုးဝိုင်းကြီးပဲกว่าဆိုတော့ဘောင်စာတွေရဲ့ဘဝကို ပြောပြပေးတာ ဖြစ်ပါတယ်ညီရောတာပါ channel အမဆန်ရပါတတား